အဲလီဆင်နဲ့တကောက်ကျော်တိုင်ယာအားလုံးပဲမင်္ဂလာပါ Gobi Page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တော့ကိုဆုံပါအဲလီဆင်တိုင်ယာရပြီဆိုတာနဲ့တကောက်ကျော်တိုင်ယာမှန်ပြိတ္တိအလွတ်ရနေကြပြီကဘာအကောင်းဆုံးဂိုသမားတွေကတယောက်ဖြစ်တဲ့အဲလီဆင်ရဲ့ injury report ကတော့ပြိုင်ဘက်ဂိုသမားတွေအားလုံးထဲမှာအဆိုးရွားဆုံးဖြစ်နေခဲ့ပါတယ်နောက်ဆုံး600တိအတွင်း400တိမှာတိုင်ယာကြောင့်ကာလာရှိအနားယူရတဲ့အခိုက်အတန့်တွေကြုံတွေ့ခဲ့ရပါတယ်2016မှာရိုမားကနေရွှေ့ပြောင်းလာကြတဲ့က Premier League ပွဲချိန်မင်းနဲ့အားလုံးရဲ့14ရာခိုင်နှုန်းကိုလွှဲချော်ခဲ့တာပါနောက်ဆုံး၃နှစ်အတွင်းတကောက်ကျော်တိုင်ယာကြောင့်၅ချိန်တိတိအနားယူခဲ့ရပါတယ် ရီမီယာလီအပါအဝင်မော်ဒန်ဘောလုံးမှာလောအောင်တောင်းဆိုမှုမြင့်တက်လာတာနဲ့အမျှတကောက်ကျော်တန်ရာနှုံးကတရရဲ့တိုးလာခဲ့တာအားလုံးအသိပါပဲ။ဒါပေမဲ့အများစုက outfield player တွေမှာသာတွေ့ရတာဖြစ်ပြီးဂိုးသမားအယ်လီဆန်ကတော့ဒီတန်ရာကြောင့်မကြာခဏရုန်းကန်နေရတာထူးဆန်းပါတယ်။ Liverpool ရဲ့စီးအဖွဲ့ကအယ်လီဆန်တို့က injury risk ကို short ချဖို့စနစ်တကျစီမံမှုတွေပြုလုပ်ခဲ့ပေမဲ့အခုချိန်ဒီ relapse တွေအချိန်ချင်းပြန်မြင်နေရသေးပါ။2023နှစ်ကုန်ပိုင်းမှာတကောက်ကျော်တန်ရာကိုစရခဲ့ပြီးအဲ့ဒီတုန်းက minor issue ဆိုတော့၃ပွဲလောက်ပဲလွဲခဲ့ပါတယ်။2024ဇန်နဝါရီမှာနောက်တစ်ချိန်ပြန်ဖြစ်တဲ့အခါ နှစ်လလောက်နားလိုက်ရပါတယ်။ပြီးခဲ့တဲ့အော်တိုဘာခရစ်စတယ်ပဲရစ်နဲ့ပွဲမှာရခဲ့တဲ့ဒဏ်ရာကအရှိကြဆုံးဖြစ်ခဲ့ပြီး၉ဘက်လောက်နားရပါမယ်။ကယ်လဟာကအစားဝင်ပေးခဲ့ရတယ်။ဒီဒီချိန်မှာတော့အနားယူရမယ့်ရက်အတိအကျတရားဝင်ထုတ်ပြန်တာမျိုးမရှိပေမဲ့၆ဘက်ခန့်အနားယူရဖို့ရှိနေပါတယ်။33နှစ်အရွယ်အယ်လီဆန်ရဲ့ injury record ကြောင့်လီဗာပူးကအနာဂတ်အတွက်ကြိုတင်ပြင်ဆင်မှုဖြစ်လာရပြီးပြီးခဲ့တဲ့နှစ်မှာဂျော်ဂျီယာကျယ်ပွင့်ဂိုးသမားမာမာဒက်ရှ်ဗယ်လီကိုခေါ်ယူထားခဲ့ပါတယ်။ဗလန်စီယာမှာတရားသည့်ဆက်ကစားပြီးဒီຫນွေမအသင်းကိုရောက်လာတဲ့မာမာဒက်ရှ်ဗီလီကအန်ဖီဂိုးဘောက်ကိုစောင့်ရှောက်ဖို့စောစောစီးစီးတာဝန်ကျလာပါတယ် short stopping အပိုင်းမှာတန်တရားဖြစ်ဖို့မလိုတဲ့လက်စွမ်းပိုင်ရှင်ဆိုပေမဲ့ကစားကွက်တိစောက်မှုအပိုင်းမှာတော့ Ellison လောက်ထိရောက်မှုမရှိတာကိုမြင်ခဲ့ရပါတယ်။ဘာပဲဖြစ်ဖြစ်စိတ်ချရတဲ့ဂိုဒမားလိုတတ်မှတ်နိုင်ပါတယ်။မေကုန်းကဂိုဒမားတွေနဲ့တွဲမြင်ရလိမ့်မရှိတဲ့တကောက်ကျော်တန်ရဟာ Ellison ကြားမှာဘာလို့ဒုက္ခပေးနေလဲဆိုတာပါပဲ။အဖြေအတိအကျထုတ်နိုင်မှုတော့ခက်ပါလိမ့်မယ်။မနေ့က Crystal Palace နဲ့ပွဲတုန်းကလောင်းဘောကန်နေရင်ဒဏ်ရာရခဲ့တာဖြစ်ပြီး Galatasaray နဲ့ပွဲမှာတော့ကိုနာတေးရဲ့ကိုယ်ယူကာယပေးဖို့မှုကြောင့်နောက်ကိုပြန်လှည့်ပြေးရင်နာသွားတာပါ။ဒဏ်ရာရတဲ့ပုံစံကမတူပါဘူး။ ဖီဇီယိုသီရပစ်ကြောက်ဖြစ်တဲ့ဆမ်ဆေးကတော့တကောက်ကြောတန်ရာတွေဟာအယ်လီဆင်ရဲ့ running ဆန်ကြောင်ဖြစ်မယ်လို့သုံးသပ်ပါတယ်။ sprinting technique ကိုကြီးတဲ့အခါဆန်နာနဲ့ခြေထောက်ကိုပြန်ရုပ်ရတဲ့ swing leg retraction ဆိုတာရှိတယ်။တင်းပစုံဒူးနဲ့ခြေချင်းဝက်ကိုရုတ်တရက်ဆန့်ထုတ်ပြီးအရှိန်ပြန်တက်ရတာမျိုးပါ။အယ်လီဆင်ရဲ့ပြေးတဲ့ပုံစံကဒီဘက်မှာဟန်ချက်မကြီးဖြစ်နေတာကြောင့်တကောက်ကြောကလိုရာထက်ပိုအားထုတ်ရတယ်လို့ဆန်ဖဲကဆိုပါတယ်။အယ်လီဆင်ရဲ့ upper body weight သူ့ anatomy training လို့စတာတွေကိုထည့်သွင်းစဉ်းစားရမယ်ဆိုပေမဲ့ဖြစ်နိုင်ခြေအမြင့်ဆုံးကတော့ရှေ့မှာဒီတန်းရာကိုအချိန်ချင်းရခဲ့မှုတာကြောင့်ပါ။ တကောက်ကျော်တန်ရအမျိုးမျိုးရှိတယ်ထဲမှာအယွေ့ရဲ့အောက်ကိုဒါမှမဟုတ်တကောက်ကျော်အောက်ခြေကတီချန်းရှင်ကိုထိခိုက်မိတာတွေကအဆိုးဆုံးပါပဲခြေတော့ကိုအလွန်ကျွံဆန့်ထုတ်မိတာကြောင့်လည်းဖြစ်နိုင်တယ်လို့ပြင်းရင်လွှားရင်းလည်းဖြစ်နိုင်ပါတယ်အဲလီဆန်ကနှမျိုးစလုံးကိုကျုံခဲ့ရပါတယ်တကောက်ကျော်တန်ရခွဲစိတ်မှုမှာ specialist တယောက်ဖြစ်တဲ့ professor arnold shellack ကတီချန်းရှင် injury တွေရဲ့ပြဿနာကဒီတန်ရတွေကနာကျင်မှုတိတ်မရှိကြတာပဲဒီတော့အနားယူရမယ့်ရက်တွေကိုရှော့ချလိုက်တဲ့အခါကျွတ်သားရဲ့ healing process ဟာအချိန်လုံးလောက်မရတော့ဘူးလို့ဆိုပါတယ်ဒီလိုနဲ့ဖြစ်ပြီးသားတန်ရတွေအချိန်ချင်းပြန်ကျုံရတာပါပဲ။ ဒီလိုဒဏ်ရာတွေကို short ချဖို့အကောင်းဆုံးနည်းလမ်းက sprint တွေကို short ချလိုက်ဖို့ပဲလို့ဂိုဒမားဟောင်းမက်ဘစ်ဒရော့စကီကတုံ့တက်ခဲ့ပါတယ်။ဒါပေမဲ့ဒါကလည်းအယ်လီစင်ရဲ့ဂိမ်းမှာအကောင်းဆုံးစွမ်းရည်တစ်ခုပဲမဟုတ်လား။ဘယ်အချိန်မှရှေ့ကိုအမြန်ဆုံးပြေးထွက်လာရမလဲဆိုတော့ sweeper keeper action တွေကိုဖယ်လိုက်ရင်အယ်လီစင်အစ်စ်ကိုကိုလိုမရနိုင်တော့ပါဘူး။အသက်အရွယ်ကြီးပြန်ကြည့်ရင်လည်းအယ်လီစင်အတွက်ကြံ့ခိုင်မှုအကောင်းဆုံးပုံစံမှာရှိနေဖို့ဆိုတာပိုခက်တတ်ခက်လာတော့မှာဘူး။ International break ပြီးရင် United Real Man City တို့နဲ့ပွဲစဉ်တွေကိုလွှဲချော်ဦးမယ်။ကစားသမားဘဝရဲ့လက်ချက်နေ့ရက်တွေမှာ ခန္ဓာကိုယ်ကိုအပြည့်ဝအနာပြီးဝေါကလော့ကိုချိန်ကြီးပြီးဒီဒဏ်ရာပြဿနာတွေကိုရှောင်လွှဲနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အလေးစင်ရေအားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်